ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အလုံးကိုကြော်လွားပြီးဘုရားတုတ်တယ်မယ်ဝိချင်းစုစားရခဲ့မယ်အလုပ်တွေမှာတုတ်တယ်မယ်ပညာတတ်နဲ့ဘဝတွဲဖက်တုတ်တယ်မှုကိုရှာဖွေနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောကကြီးတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တုတ်တယ်မှုနှစ်သာရကိုပြေဝရမယ်ကိုယ်ပိုင်ယက်တီချက်နဲ့ဘဝတုတ်တယ်ခြင်းတွေရဲ့ ကောင်းသောအကျိုးကျေးဇူးကိုလည်းထေရှားစွာဖန်တီးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်။သံဃာရည်တွေမှာမတော်တဆထိခိုက်မွေနေရကျူးဆက်ရမယ်။နောက်ရကုန်တည်သွားစဉ်အနေရှိတတ်တဲ့ရန်နဲ့ရှင်ပြီးတော့ရမယ်။၁၆ရည်နေ့မှာအနီးကမှနောက်ဆုံးချိန်မှာသစ္စာမဲ့တဲ့သူစကားမတီးတဲ့သူနဲ့တွေ့ပြီးလောကကယ်တာကိုလုံးတပည့်သစ္စာ ဖြစ်တတ်တဲ့တတ်လိုက်တတ်တဲ့သတိထားအဲ့ဒီနေ့မှာအပူလောင်တတ်တော်သတိထား၁၉ရည်နေ့မှာတော့ ထူးခြားတဲ့ကံပွင့်ခြင်းနဲ့ဆင်ပြေခြင်းတွေရှိလာပြီးလူရပြည့်စုံခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းတွေကြုံမယ်၁၈ရက်နေ့မှာယက်တီချက်သစ်တွေနဲ့လောက်ကဲမှုတွေရဲ့အောင်မြင်မှုကိုရနိုင်တယ်အပြိုင်ဆိုင်ကြအတွတ်တယ်မယ်၁၉ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံထူးထူးခြားခြားတွတ်တယ်မယ်ကာလရှည်ကြဆိုင်ရနဲ့လူတွေလောက်ကဲနိုင်တယ်၂၀ရက်နေ့မှာသူတပန်းနဲ့မတူတဲ့ရှုထောင့်နေရာတွေကွာထုတ်ပြီးတော့အလိုပြည့်ခြင်းဘဝတွတ်တဲ့ခြင်းနှစ်သာရကိုရမယ်၂၁ရက်နေ့ လုပ်ငန်းဒေတာကျန်စီရွယ်ချက်နေထားတွေမှာအောင်မြင်တိုးတက်တာမှန်တယ်ဒါပေမဲ့မတော်တဆညကြီးဆက်ရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတဲ့နေ့၁၂နိုင်နဲ့တနိုင်ခွဲကြမတော်တဆညရပတိဘက်ကညတွေကို အထူးပြုသတိထားမှာဖြစ်တယ်ဒီကလအတွင်းတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာတွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်မယ်တလေးကိုကနန်းနေ့အကျိုးပေးတယ် အညိုရောင်ပြန်ရောင်မိခိုးရောင်တွေကိုသုံးဆွဲပြီးတော့အလိုရှိရာကိစ္စတွေလုပ်ကြရင်အောင်မြင်ခြင်းကြိုးပမ်းခြင်းရဲ့အနှစ်သာရကောင်းကင်ရရှိမှဖြစ်ပါလေ။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရစီရအတွက်နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာတင်ကန်းသွားရောက်လှူဒါန်းခြင်းပြုပေးပါ။ယေရှုတင်ပါလေ။